မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလာ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ကျောင်းတာရွာထိပ်မှရှိတဲ့စစ်ကောင်စီဂိတ်စခန်းနဲ့ကျောင်းစုရွာမှရှိတဲ့ပြူစောတီခေါင်းဆောင်တအုပ်ရဲ့နေအိမ်ကိုဒပြိုင်နက်ထဲဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကျောင်းတာကျေးရွာအုပ်စုထဲမှရှိတဲ့အဲ့ဒီနေရာနှစ်ခုကိုဒီသမားလာ22ရက်နေ့မနက်အစောပိုင်းတနအီဝင်းကျင်မှာတော်လိုင်းပူပေါင်းအဖွဲ့တွေကဒပြိုင်နက်ထဲတိုက်ခတ် ခဲ့တာလို့သိရပါတယ်စစ်ကောင်စီရဲ့ဂိတ်စခန်းဟာကျေးရွာအုပ်စုထဲမှာရှိတဲ့ကျေးရွာတွေနဲ့အနီးပတ်ဝန်းကျင်ကရွာကဒေသခံတွေကိုငွေတောင်းနေတဲ့ဂိတ်တစ်ခုဖြစ်တယ်လို့ဘကိုးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ခံကပြောပြထားပါတယ်ကာကွယ်တပ်ဖွဲ့တွေတိုက်ခိုက်တဲ့အချိန်မှာအဲ့ဒီဂိတ်စခန်းမှာရှိတဲ့ခမရ20ကတပ်သား2ဦးနဲ့ပြူစောတိ10ဦးကထွက်ပြေးသွားတာကြောင့်သူတို့ကြံခဲ့တဲ့ MA3 တပ်နဲ့တလားရှေ့ဘက်မိုင်းတလုံးအီနာကဘုံသီးနှလုံးနဲ့ဒေသခံတွေစီကငွေတောင်းထားတဲ့ဆိုင်ရဆာတဲ့တချို့ကိုတိတ်ဆိတ်ရရှိခဲ့ပြီးတော့ ဂိတ်ကိုလည်းမိရှုပ်ဖြတ်စည်းခဲ့တယ်လို့ပြောပါတယ်ပြေးတာကတော့အင်းတွေတဲကိုပတ်ပြေးပြီးတော့ဝင်သွားတာပဲအခုသူတို့ဘက်ကတနက်ပါသွားလို့ဆိုပြီးတော့အဲ့ဒီဂိတ်ကပြူစောထီးတွေကိုတယောက်ကို73သိန်းပေးရင်ပေးမပေးရင်ထောင်ချပြစ်မယ်ဆိုပြီးတော့စစ်ကောင်စီကချင်းချောင်းနေတယ်ကြားတယ်လို့ ပဲခိုးခရံပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ခံဖြိုးမောင်ကပြောဆိုထားပါတယ်ပြူစောဒီခေါင်းဆောင်ရဲ့နေအိမ်ကိုဝင်းအောင်စီးနှင်းခဲ့ရမှာလဲလက်လုံကိုလုံးတနတ်နှစ်လက်လက်လုံတနတ်အတူနှစ်လက်တို့ကိုတင်စီရရှိခဲ့ပြီးတော့ပြူစောဒီခေါင်းဆောင်အောင်စိုးမိုးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်ကျောင်းတာကြေးပါအုပ်စုဟာပြူစောဒီအင်အားကောင်းတဲ့ကြေးပါအုပ်စုဖြစ်ပြီးတော့စစ်အာဏာသိမ်းပြီးကလေးကကျောင်းတာရွာထိတ်မှာပုံမှန်စစ်သားနဲ့ပြူစောဒီအင်အား၁၀ဦးနဲ့ဒိတ်စခန်းဖွင့်လှစ်ထားတယ်လို့အဲ့ဒီတာဝန်ခံကဆက်လက်ပြောပြထားပါတယ် ီတိုက်ခိုက်မှုတွေကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပဲခူးခရံပြည်သူ့ကာကွယ်ရေးအဖွဲ့ဒိုင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဝါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရန်ကုန်တိုက်တိုက်ခိုက်ရေးအဖွဲ့၅မအူဝင်ခရံပကပါဝေါမြို့နယ်စစ်တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲအဲ့ဒီနေ့မနက်၂နာရီလောက်မှာပဲရွှေကျင်မြို့နယ်ဒုံစရိပ်989တိုက်ရင်ရဲ့လက်နက်တိုက်နဲ့ ကင်းကိတ်နေရာတွေကို Integral People Defense Force IPDF နဲ့ကောဝါမြို့နယ် drone တပ်ဖွဲ့တို့က drone နဲ့ဘုံးတိတွေကျဲချတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကထိခိုက်မှုတွေကိုတော့စုံစမ်းနေသေးဖြစ်တယ်လို့အဲ့ဒီတာဝန်ခံကပြောပါတယ်ဒါအပြင်ဒီတိုက်ခိုက်မှုတွေပြီးတဲ့နောက်မှာဒီဇင်ဘာလ23ရက်နေ့ကစပြီးတော့ညောင်လေးပင်နဲ့ဝေါမြို့နယ်အဆက်ခြေရွာတွေကိုစစ်ကောင်စီကစစ်ကြောထိုးနေတယ်လို့သိရပြီးတော့နောက်ဆက်တွဲအခြေအနေတွေကိုစောင့်ကြည့်နေတယ်လို့ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကသိရှိရကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ် Homeland Buddha ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲပြုတ်စမ်းဝေဟာဒီကနေ့မနက်ပိုင်းမှာတပ်နဲ့နဲ့ပြစ်ခတ်ခံရပြီးတော့ဒဏ်ရာအပြင်းထန်ရပြီးတော့တေမလိုဖြစ်နေတဲ့အတွက်စေယုံတက်ပြီးတော့ကုသမှုခံယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်09:15မိနစ်အချိန်မှာစမ်းကြောင်းမြို့နယ် Homeland Buddha ရပ်ကွက်ပန်းလိုက်လမ်းမှာရှိတဲ့ Homeland Buddha ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ Homeland Buddha ရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲပြုတ်စမ်းငွေတအုပ်တည်းရှိနေတဲ့အချိန်လူတစ်ချုပ်ကရောက်ရှိလာပြီးတော့ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်မှုကြောင့်ရဲပြုတ်အုပ်ချုပ်ရင်းမှုစမ်းငွေဟာဝမ်းပိုင်မှာကြီးဖောက်ထွက်ဒဏ်ရာတစ်ချပ်အပြင်းထန်ရရှိခဲ့ပြီးတော့ ်ဒဏ်ရာရတဲ့အခြေအနေကတော့စိုးရင်ရတယ်လို့သိရပါတယ်လက်ရှိမှာရန်ကုန်ပြည်သူစေယုံကြီးအရေးပေါ်ဌာနကိုပို့ဆောင်ပြီးတော့ဆေးကုသမှုခံယူလျက်ရှိတယ်လို့သိရပါတယ်စစ်တပ်ကအဲ့ဒီနေရာပတ်ဝန်းကျင်ကိုပိတ်ဆို့ပြီးတော့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ပေသလားရှင်သလားတော့မသိရသေးဘူးရန်ကုန်စေယုံကြီးအရေးပေါ်မှလို့တော့ပြောတယ်လို့စမ်းကြောင်းတော်လိုင်းရေးသတင်းအင်းမတစ်ခုကရှင်းပြထားပါတယ် စမ်းကြောင်းအခြေစားတော်လိုက်ရေးတရင်အရေးမြစ်ကရဲပြုတ်စမ်းငွေဟာဟုံးလန်းရက်ကွက်အုတ်ချုပ်ရေးမှုစိုးတိန်ထွက်ပြေးပြီးတဲ့နောက်မှာအုတ်ချုပ်ရေးမှုအသည့်ဖြစ်နေလှုပ်ဆောင်လာသူဖြစ်တယ်လို့သိရပါတယ်။သူ့ရဲ့ဇနီးခင်ခင်ရွှေကလည်းအာနာပါဝါပြပြီးတော့ရက်ကွက်နေပြည်သူများကိုအနိုင်ကျင့်ဗိုလ်ကြနေကြောင်းပြောဆိုထားပါတယ်။ရဲပြုတ်စမ်းငွေဟာစစ်မှုထမ်းစုဆောင်ခြင်းစစ်ကောင်စီအလိုကြဒကောင်စီရဲ့မဲဆင်းများကိုကောက်ပေးခြင်းပြည်သူများကိုငွေငင်းချင်းများကိုလှုပ်ဆောင်ခဲ့သူဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းဘူးခရိုင်ဆက်လင်းမြို့နယ်မြောင်းချရွာဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးပြီးဗိုလ်တဦးအပါအဝင်9ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ22ရက်နေ့မနက်7:00နာရီခွဲအချိန်ကအင်အား30ကျော်နဲ့ဆက်လင်းမြို့နယ်မြောင်းချရွာဘက်ကိုတောင်ကျေကနေခြေချင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ2နာရီကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သား 6ဦးသေဆုံးပြီးတော့ဗိုလ်တအုပ်အပါအဝင်9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်လက်နက်ကြီးများနဲ့ပစ်ကူယူပြီးပြန်လည်ဆုတ်ခွာသွားပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအသင်းထောင်ထားတဲ့မိုင်းများထပ်မံနင်းမိကပောက်ကွဲခဲ့ပြီးတော့အကြမ်းဖက်စစ်သားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်6ဦးတေပြီးတော့9ဦးထက်မနဲ့ဒဏ်ရာရတယ်လို့မြေပြင်သတင်းစီကနေပြီးတော့သိရပါတယ်စိတ်ခွေးတွေကစေကံရွာဘက်မှာအခုထိရှိနေသေးတယ်ပြည်သူတချို့ကိုဖမ်းဆီးထားတာတွေရှိတယ်အသက်ဆက်နဲ့နဲ့73နှစ်အရွယ်ကလေးနှစ်ယောက် အခုတော့ကလေးတွေဖြစ်နေလို့ပြန်လှုပ်ပေးလိုက်တယ်လို့တော့သတင်းရတယ်လူကြီးတွေဆိုရင်တော့တက်ပြစ်လောက်တယ်မိဘပြည်သူတွေမျောလင့်ထားတယ်လို့ရလက်ကောင်းတွေရအောင်လို့ကျွန်တော်တို့တွေအကောင်းဆုံးစူးစမ်းနေပါတယ်အခုဆိုရင်မြို့နာအထီကိုကတ်လာနိုင်ပြီဖြစ်ပါတယ်လို့မင်းဘူးခရအမှတ်ငါးတက်ရင်ကတာဝန်ရှိသူတူကပြောကြားထားပါတယ်၎င်းတိုက်ခတ်မှုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့မင်းဘူးခရအမှတ်ငါးတက်ရင်ကရဲဘော်များကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထီးကမရှိဘဲနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတာယာဝတီခရိုင်မှာရှိတဲ့မြို့နယ်ရှိခုမှာနယ်မြေစိုးမိုးမှုတွေပြန်လည်ရရှိရေးအတွက်အကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထုံးလုံခြုံရေးတင်းကြပ်ရန်စီစဉ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝတီခရိုင်ရဲ့မြို့နယ်ရှိခုမှာနယ်မြေစိုးမိုးမှုများပြန်လည်ရရှိရေးအတွက်ဆောင်ရွက်ရန်နေပြည်တော်စစ်ရုံးကတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူ ဗိုလ်ချုပ်ကြည်တိုက်ထံကိုတိုက်ရိုက်ညွှန်ကြားလာတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကြောင်းထုံးမှုများနဲ့လုံခြုံရေးတင်းကြပ်မှုများရှိလာမဲ့အပြင်စစ်တပ်အင်အားဖြည့်တင်းခြင်းများကိုပါလှုံ့ဆော်မှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်တပ်သားတက်များစုဆောင်းခြင်းနဲ့စစ်မှုထမ်းခြင်းလက်မခံတော့ဘဲတပ်သားတက်လူငယ်များကိုသာပို့ဆောင်ပေးရန်ညွှန်ကြားမှုများရှိနေတယ်လို့သိရပါတယ်။တာယာဝတီခေရိုင်မှာတာယာဝတီမြို့နယ်၊လက်ပဒန်းမြို့နယ်၊မင်းလာမြို့နယ်၊မိုးညိုမြို့နယ်အုတ်ဖုံမြို့နယ် ချိုးမင်ကောင်းမျိုးနဲ့ဇီးကုံမျိုးနဲ့နတ်တလဲမျိုးနဲ့တို့မှာအကြမ်းမဆက်တဲ့ကစစ်ကြောင်းထိုးပြီးတော့နမ်းမြေပြန်လဲစိုးမုံပြန်လဲရရှိနိုင်ရေးအတွက်နေကြည်တော်စစ်ရုံးရဲ့ညှို့ချချက်နဲ့ဆောင်ရွက်နေတယ်လို့သိရပါတယ်။အခုလိုမျိုးနမ်းမြေစိုးမုံရေးအတွက်လှုပ်ဆောင်ရမှာတမခွန်ခွန်နဲ့တရတစ်တို့ကိုညှို့ချချက်ပါအတိုင်းစစ်ကြောင်း၄ချောင်းဖွဲ့စည်းပြီးတော့စိုးမုံနမ်းမြေအဖြစ်နဲ့ပြန်လဲသိမ့်ပိုက်ရန်ကကကြီးနဲ့စစ်စင်ရေးအထူးတပ်ဖွဲ့တို့ကကိုကဲပြီးတော့ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။ဘကိုးတိုင်းအနောက်တာယာဝတီခရိုင်ကရှစ်မြို့နယ်ကိုစစ်ကြောင်းထိုးပြန်လဲစိုးမုံနိုင်ရေးအတွက်ဆိုပြီးတော့တမခွန်ခွန်နဲ့တရတစ်တို့ က်ကိုညွှန်ကြားချက်ပါအတိုင်းစစ်ကြောင်း၄ကြောင်းဖွဲ့စည်းပြီးတော့စိုးမုံနယ်မြေအဖြစ်နဲ့ပြန်လည်သိမ်းပိုက်နိုင်ဖို့ကကကြီးစဆရလကရနဲ့ကစားထ136တို့ကတိုင်းမိုးကိုတိုက်ရညှို့ကြားထားတယ်လို့သိရတယ်လို့တက်တွင်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်။တခြားတစ်ဖက်မှာလည်းစစ်အင်အားပြန်လည်ဖြည့်တင်းရန်အကြမ်းဖက်စစ်ကောင်စီကမင်းလာမျိုးနယ်အတွင်းမှာရှိတဲ့အုတ်ချုပ်ရေးမှုများကိုလာမယ့်2025ခုနှစ်ဇန်နဝါရီလပိုင်းကစတင်ပြီးတော့လူသားထိုးစစ်မှုထမ်းခြင်းလက်မှတ်ခံပေတပ်သားတဲ့လူငယ်များကိုသာပို့ဆောင်ပေးရန် အမိန့်ထုတ်ထားတယ်လို့သိရပါဗျ။စစ်ခွင်းညွန်ကြားချက်တွေထွက်ပြီးတိတ်မကြဘူး။မင်းလာမျိုးနယ်မှာလာမယ့်2025ခုနှစ်တလာပိုင်းကစပြီးတော့စစ်ခွေးတွေကအုပ်ချုပ်ရေးမှုတွေကိုစစ်မှုထမ်းအစားထုတ်ငွေမကောက်ခိုင်းတော့ဘဲနဲ့တပ်သားတဲ့လူငယ်တွေကိုပဲပို့ဆောင်ပေးဖို့အမိန့်ထုတ်ထားတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာမင်းလာမျိုးနယ်တခုတည်းဆိုပေမဲ့ခွေးတွေစစ်ကြောင်းထုတ်မဲ့မြို့နယ်တိုင်းမှာလုံမဲ့ထင်းတယ်လူငယ်တွေကိုတရိပ်ပေးချင်တာကတော့အလုတ်သွားအလုတ်ပြန်တွေတရိပ်ထားဖို့နဲ့ညဘက်တီမှာမလို့အပ်ပဲနဲ့အပြင်မထွက်ကြဖို့နောက်ပိုင်းမှာပေါ်တာဆွဲတာတွေပို့ဆိုးလာမယ်လို့ တပ်တွင်းသတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းရေကြီးမြို့နယ်မှာရခိုင်စစ်ပေးဆောင်ဆယ်ဦးထက်မနည်းကိုအာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အရကတက်တော့အေးအေးနဲ့ပတ်သက်ဆက်နွယ်တယ်ဆိုပြီးတော့ဒီသမားရ22ရက်နေ့မှာစစ်ဘေးရှောင်ပြည်သူများကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးအဲ့ဒီစစ်ဘေးရှောင်ဒုက္ခသည်များဟာရခိုင်ပြည်နယ်ဂွားမြို့ကဒေသခံများဖြစ်တယ်လို့သိရပါတယ်။ဂွားမြို့နယ်အတွင်းမှာစစ်ကောင်စီနဲ့အရကတက်တော်တို့ရဲ့တိုက်ပွဲများကြောင့်အရာဝတီဘက်ကိုစစ်ရှောင်သွားကြတဲ့ဂွားနဲ့တန်တွဲကဒေသခံအများအပြားရှိကြတယ်လို့သိရပါတယ်။သူတို့တွေကစစ်ဘေးရှောင်တွေပါအရသာပြည်သူတွေဖြစ်ပါတယ်။ဘာလန့်နဲ့ကိုင်အဖွဲ့စည်းနဲ့မှလည်းပတ်သက်ဆက်နွယ်တာမျိုးမရှိပါဘူး။ကိုယ်တွေတောင်မှတိုက်ပွဲတွေဖြစ်ပြီးတော့ဂျားညက်ပြီးအသက်အန္တရာယ်စိုးရိမ်ရလို့စစ်ရှောင်လာ ကြတဲ့သူတွေပါဘာအပြစ်မှမရှိပါဘူးအများဆုံးပြန်လွတ်ပေးစေချင်ပါတယ်လို့မိသားစုဝင်များနဲ့နှိစက်သူတို့ကတောင်းဆိုထားပါတယ် အေယာဝတီတိုင်းထဲမှာဝင်ရောက်ခိုးလုံနေကြတယ်ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များကိုအာနာသိန်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကအသေးအတန်လိုက်လံစစ်ဆေးခြင်းများနဲ့နှိမ့်ထုတ်ခြင်းများကိုပြုလုပ်နေတယ်လို့သိရပါတယ်ရေးကြီးရလို့တော့မဟုတ်ပါဘူးပသိမ်ခရိုင်ထဲမှာလည်းရခိုင်စစ်ရှောင်တွေဆိုရင်မရမကရှောက်ဖွေစစ်ဆေးမှုတွေလုပ်တယ်မတင်ငါရင်ဖမ်းခေါ်သွားတယ်တချို့ကတော့ပတ်စံပေးရင်ပြန်လွှတ်ပေးတယ်တချို့ကတော့ပြန်မလွှတ်ပေးဘူးရက်ကွက်အုပ်ချုပ်ရေးမှုတွေကလည်းအစင်းတိုင်ရင်ငွေတွေအများကြီးတောင်းတယ်ပြီးတော့ရေရှည်နေထိုင်ခွင့်မပေးဘူးတခြားနေရာတွေကိုထပ်ခါထပ်ခါပြောင်းရွှေ့ခိုင်းနေတယ်လို့ ပတိန်ရောက်ရခိုင်စစ်ဆောင်တအုပ်ကပြန်လဲပြောပြထားပါတယ်။နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းကလည်းရေကြီးမြို့နယ်စောပြချေးရွာကိုလာရောက်ခိုးလုံတဲ့ရခိုင်စစ်ဆောင်9ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးထားတယ်လို့သိရပါတယ်။နိုဝင်ဘာလ12ရက်နေ့ကလည်းရခိုင်ဘက်ကနေလာတဲ့စစ်ဆောင်9ဦးကိုငပူတော်မြို့နယ်ငရုတ်ကောင်းမြို့မှာစစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့ကလည်းရခိုင်ပြည်နယ်ကနေအိုးအိမ်ဆုတ်ခွာပြီးတော့ထွက်ပြေးလာတဲ့စစ်ပေးဆောင်ပြည်သူအယောက်20ခန့်ကိုပတိန်မြို့နယ်ငရုတ်ကောင်းမြို့အနီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ အေယာဝတီတိုင်းမှာယခုအချိန်အထိကိုဖမ်းဆီးခံရတဲ့ရခိုင်စစ်ပင်းရှောင်ဒုက္ခတဲ့အယောက်60ထက်မနည်းဖမ်းဆီးခံရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတာဂေတမြို့နယ်တင်ကန်းကျောင်းမြို့နယ်မင်္ဂလာတုံမြို့နယ်အပါအဝင်မြို့နယ်များမှာစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများများပြားလာနေပြီးတော့ရဲများကိုပါတပ်သားတဲ့ရှာဖွေပေါ်တာဆွဲဖမ်းဆီးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ23ရက်နေ့ည9:00နာရီအချိန်မှာတာဂေတမြို့နယ်အမှတ်14ရပ်ကွက်တာယာဝတီ9လမ်းအတွင်းကိုစစ်တပ်နဲ့ရဲများကဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့အိမ်ရှိမှာထွက်ထိုင်နေတဲ့အသက်20ကျော်အရွယ်လူငယ်တအုပ်ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဒါပေမဲ့အဲ့ဒီဖမ်း ားစီခံရတဲ့လူငယ်ဟာစစ်အရာရှိမိသားစုကဖြစ်ပြီးတော့အဖွားဖြစ်သူက၎င်းရဲ့မြေးဖြစ်သူကိုဖမ်းဆီးထားတဲ့စစ်သားနဲ့ရဲတွေကိုအိမ်ရှိကိုထွက်ပြီးတော့ဆဲဆိုတောင်းကြံခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်ဟာတပ်မိသားစုအတိုင်းဝိုင်းကဖြစ်ကြောင်းသိရှိတဲ့အခါမှာတော့စစ်တပ်နဲ့ရဲများကပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။အိမ်ရှိထွက်ထိုင်နေတဲ့အသက်20ကျော်အရွယ်ကလေးကိုပေါ်တာဝင်ဆွဲတယ်။တနက်တွေနဲ့ထောက်တယ်ဖြစ်ချင်တော့အဲ့ဒီကလေးကစစ်ဘုံမိသားစုရဲ့မြေးဖြစ်နေတယ်။အဲ့ဒီလိုဝင်ဖမ်းနေတော့ အဲ့ဒီကောင်လေးအဖွားကထွက်လာပြီးတော့ရဲတွေကိုဆဲတယ်အဖွားကြီးရဲ့သားကရေတက်ကဘိုး တမီးကလည်းစစ်တပ်ထဲကအရာရှိတွေတပ်မိသားစုအရာရှိတွေမှလည်းသိလဲသိရောစစ်တပ်ရဲ့ရဲတွေကဖမ်းထားတဲ့ကောင်းလေးကိုပြန်လွှတ်ပေးတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲဒီဇင်ဘာလ20ရက်နေ့ည9နာရီဝန်းကျင်အချိန်မှာတာဂေတာအဝိုင်းအနီးမှာအချုပ်ကားတစ်စီးရပ်ထားပြီးတော့တနက်လွယ်ထားတဲ့ရဲအုပ်ကဖြတ်သွားဖြတ်လာလူငယ်များကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်တာဂေတာမြို့နယ်မှာတရက်ကိုအနည်းဆုံးလူငယ်10ဦးကနေပြီးတော့အယောက်20ကျော်ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံနေရကြောင်းရဲတရင်အရင်မြင့်နဲ့ဒေသခံပြည်သူများကပြောဆိုထားပါတယ် တားဖြစ်တဲ့သူကအလုတ်ကပြန်မလာသေးစိတ်ကပူနေရပြီညမောင်နာနဲ့ကလေးတွေကိုဖုန်းဆက်ခေါ်ပြီးတော့အိမ်ထဲကနေအပြင်မထွက်ခိုင်းတော့ဘူးရန်ကုန်မြို့ကြီးဆိုပေမဲ့လူငယ်တွေအတွက်ကလုံခြုံမှုမရှိတော့ဘူးသူတို့ကနှီးမျိုးစုံနဲ့အကွက်ဆင်ဖမ်းနေတာသူတို့ရဲ့ထောင်ချောက်ထဲကိုဝင်သွားရင်ပြန်လာဖို့မတေချာတော့ဘူးလို့မိဘတအုပ်ကပြောဆိုထားပါတယ်အလားတူပဲတာဂီတာမြို့နယ်6ရပ်ကွက်မှာ ကားဝက်ရှော့အတွင်းမှာအလုံးလုံးနေတဲ့လူငယ်နှစ်ဦးကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးမှုဟာဒီသမားလ18ရက်နေ့မှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီလက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးမှူးများကလူမိုက်များဘိန်းစားများနဲ့ခိုးဆိုးလူရသူများကိုရက်ကွက်အလိုက်ပြည်သူလုံခြုံရေးအဖွဲ့များဖွဲ့စည်းကအကြမ်းဖက်စစ်ကောင်စီအတွားပေါ်တာဆွဲဖမ်းဆီးပေးခြင်းဖြင့်လူရှာပေးနေရတယ်လို့သိရပါတယ်။အဲ့ဒီပြည်သူလုံခြုံရေးအဖွဲ့များဟာဘေးရွဲတွေနဲ့ည9နာရီလောက်မှာစပြီးတော့မောင်ရိတ်ခိုးပြီး လူငယ်များရဲ့အသွားအလာကိုစောင့်ဖမ်းနေကြတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အရင်တော့ကဆိုရင်မဲနိုင်ခိုင်းတယ်မဲပေါက်လို့မလိုက်ချင်ရင်ပတ်စံပေးရင်ရသေးတယ်ဖမ်းမိရင်ငွေနဲ့ပြန်ရွေးလို့ရတယ်အခုဟာကသူတို့ကလူကိုလုံနေတာရဲစခန်းတွေမှာရဲတယောက်ကိုလူပနေအောင်ရှာပေးရမယ်ဆိုပြီးတော့အမိန်ထုတ်တာတွေပါလောက်လာတယ် တပ်သားလိုအပ်ချက်တွေများလာတော့လူငယ်တွေကမူးယစ်ဆေးဝါးပြက်ပြီးတော့ထောင်ဖန်းတာတွေပါလှုပ်လာတယ်လို့ရကြေးအုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်တဲ့ပရိုက်တာအဖွဲ့ဝင်တအူးကရှင်းပြထားပါတယ်။အလားတူပဲမင်္ဂလာတောင်ကျွတ်မြို့နယ်မှာရှိတဲ့အသက်20ကျော်လူငယ်တအူးကိုစစ်မှုထမ်းအပတ်စဉ်9တင်တန်းတိုက်ရောက်ရန် နေအိမ်ထဲကိုဝင်ပြီးတော့စစ်တပ်ကလာရောက်ခေါ်ဆောင်သွားပြီးနိုဘယ်မာလ26ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်5တင်းတန်းစင်ပွဲအပြီးမှာရှမ်းမြောက်ဒေသမှာရှိတဲ့ရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်ခဲ့ကြောင်းအဲ့ဒီလူငယ်ရဲ့မိခင်ဖြစ်သူကပြန်လည်ပြောပြခဲ့ပါတယ်မဲနိုင်ပြီးခေါ်တာမဟုတ်ပဲကျမသားကိုအိမ်မှာလာပြီးတော့ဖမ်းတယ်ကလေးကိုတွေ့တော့စစ်တင်တန်းတိုက်ရမယ်ဆိုပြီးတော့တခါလဲခေါ်သွားတယ် အဝေးစားတော်မှာ၃စုံလောက်ပဲပါသွားတာတင်တန်းဆင်းမီတာနဲ့မန္တလေးနန်းရဲနဲ့ကိုပို့လိုက်ကြတယ်အပတ်စဉ်၅မှာတော့လူအယောက်250လောက်ရှိတယ်လို့ဖုန်းဝဆက်သွဲရာတုံးကပြောပြသွားတယ်ရခိုင်နဲ့ရှမ်းမြောက်ဘက်ကိုခွဲပြီးတော့ပို့တယ်ပြောတယ်တားကတော့ရှမ်းမြောက်ကိုတွားရမယ်လို့ပြောပြီးကြတဲ့ကအခုချိန်ထိအဆက်အသွယ်မရတော့ဘူးလို့၎င်းကပြောဆိုထားပါတယ်။နိုင်ငံတော်ဝန်လုံးမှာအကြမ်းမဲ့စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်၈ကစတင်ပြီးတော့ငွေပေးပြီးတပ်သားလူစားထိုးခြင်းများကိုမလုံဆောင်ရန်နဲ့စစ်မှုထမ်းအပတ်စဉ်၉နဲ့၁၀အတွက်ချိုးတင်လူငယ်များကိုစုဆောင်းထားကြရန် အမိန်ပေးညွှန်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ